တမတော်သားလွတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကျော်နှုမော်နေမှာနှိပ်စက်ခံရတဲ့ရှစ်နှစ်အရွယ်မင်းကလေးမှုအတွက်ဇန်နဝါရီလ9ရက်နေ့ယုံချင်းမှာအမှုကိုစစ်ဆင်နိုင်မှုမရှိဘဲယုံချင်းသာထပ်မံချိန်ဆလိုက်ပါတယ်။အရင်ယုံချင်းတွေကတရားသူကြီးကကျင့်နှစ်ရနှစ်အရအချက်နှစ်ချက်ကိုတင်ပြဖို့သက်ဆိုင်ရာရဲတပ်ဖွဲ့ကိုဒုတိယကြိမ်ညွှန်ကြားထားခဲ့ပြီးရဲတပ်ဖွဲ့အနေနဲ့တင်ပြလာခြင်းမရှိသေးတာကြောင့်အမှုအတွက်စွဲချက်တင်လာခြင်းမရှိသေးသလိုလာမယ့်ဇန်နဝါရီလ16ရက်နေ့ကိုသာယုံချင်းထပ်မံချိန်ဆခဲ့တာပါ။ဇန်နဝါရီလ9ရက်နေ့ယုံချင်းမှာဗဟန်မြို့နယ်တရားသူကြီးက သက်ဆိုင်ရာဗဟန်းမျိုးမရဲစခန်းကဘုံမှုကြော်မှုမျိုးကိုတက်တဲ့စစ်ဆေးတာမပြီးသေးပဲစစ်ဆေးဆဲတာဖြစ်တယ်လို့သိရတဲ့အတွက်အမှုအတွက်စစ်ဆေးလို့မရနိုင်သေးဘူးလို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ရုံချင်းမှာတော့နှိပ်စက်ခံရတဲ့ Mainclay ရဲ့စစ်စစ်ချက်ကိုသာတင်ပြနိုင်ခဲ့ပါတယ်။၂015ခုနှစ်နိုဝင်ဘာလအတွင်းအင်ကူ Mainclay နှိပ်စက်ခံရတဲ့ဓာတ်ပုံတွေဟာလူမှုကွန်ရက် Facebook မှာပြန့်နှံ့ခဲ့ပြီးဓာတ်ပုံကိုရိုက်ကူးခဲ့တဲ့အင်းနီချင်းကိုစီသူကနေပြီးတော့ရဲစခန်းမှာအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Mainclay ကိုနှိပ်စက်ခဲ့တဲ့အင်ကူဒေါ်တန်းရွယ်ကို မဟမ်းမြို့မှာရဲစခန်းကနေကလေးတငယ်ဥပဒေပုံမှန်66ဂါဂျီနဲ့မှုဖွင့်ခဲ့ပါတယ်။